interstellar ဆိုတာပါလေ interstellar space ဆိုတာကသူကနာမည်အတိုင်းပဲပေါ့နော်ဒီကြယ်တွေကြားမှာရှိတဲ့သူက space ကိုပြောတာပေါ့ဒီကျွန်တော်တို့နေထိုင်တဲ့ဒီကမ္ဘာလုံးကြီးရှိတဲ့ဒီ solar system မှာဆိုရင်သူကနေရသူက star သူကကြယ်တစ်ခုပဲဒီကျန်တဲ့ mercury venus at ဒီစားတဲ့ဒီဂျိုးကြီးရှစ်လုံးကသူ planet သူဂျိုးတွေလို့ခေါ်တာပေါ့နော်အဲဆိုတော့ဒီကြယ်ဖြစ်တဲ့ဒီနေနဲ့အနည်းဆုံးဒီနောက်ထပ်ကြယ်တစ်ခုကသူက Alpha Centauri ကိုခေါ်တယ် သူကနေနဲ့ဘလောက်ဝေးလဲဆိုရင်4.2 light years ဝေးတာပေါ့နော်ပမာဏနဲ့ဆိုရင်ဟို25 trillion မိုင်လောက်သူကဝေးတာပေါ့ဒီကျွန်တော်တို့ရဲ့ဒီ solar system နဲ့ဒီ alpha centauri star system ကြားမှာရှိတဲ့ space ကိုသူက interstellar space လို့သူကပြောလို့ရတာပေါ့ interstellar space ကသူကဘယ်နေရာကနေစလဲဆိုရင်ဒီနေရပူဆွားရင်တွေရော့သွားတဲ့နေရာစပြီးတော့ဒီ interstellar space စနေလို့ပြောလို့ရတာပေါ့နော် နေရဘူးဆိုရင်တွေဒီ magnetic field တွေတာယာမှုရှိနေတဲ့ဒီဆက်လုံးပုံနေရာကြီးကို heliosphere လို့ခေါ်တယ်အဲ့ဒီ heliosphere အပြင်ပါစပြီးတော့သူက interstellar space interstellar medium လို့ခေါ်တာပေါ့နော်ကွာဝေးနဲ့တွက်ရင်ဒီနေကနေမိုင်ပေါင်း11 billion လောက်သွားကွာဝေးတယ် interstellar space ထဲမှာဒီနေရအပူဆွိုင်းရင်တာယာမှုမရှိတော့လာကြအောင်သူက e နဲ့နေရဆိုရင်ဒီ minus 270 degree celsius အထိသူက a ခဲနေတာပေါ့နော်ပြီးတော့သူကနေဟာလန်နေပါဖြစ်လာကြအောင်ဒီ atom တွေက တစ်ခုနဲ့တစ်ခုသူမိုင်းနဲ့ချီပြီးတော့သူကကွာဝင်းနေတတ်တယ်။အဲ့ဒါကြောင့်အရန်ပုတဲ့နေရာတွေကလည်းဟိုအရန်ပုနေပြီးအေးတဲ့နေရာတွေကလည်းသူကအရန်အေးနေတာပေါ့နော်အဲ့လိုဖြစ်နေတာ။ပြီးတော့ဘာတွေရှိမလဲဆိုရင်ဂျိုတိန်ဂျိုမားတွေရှိမယ်။ဟိုဂျယ်ဒကွန်တွေရှိမယ်။ပြီးတော့ဂျိုတခုတော့ဖြစ်သွားတယ်။ဒါပေမဲ့ဒီပြီးပြီးဆိုအောင်ဒီစောင်းနိုင်မှုမရှိတဲ့အတွက်ဒီပတ်ထူနေထားရဒီအမှန်တန်ကြမ်းတမ်းတဲ့ဂျိုတွေရှိမယ်။တံငွေတွေအမုံမွားတွေဒီမိုးဒိန်တောင်တွေလို့သူစုဝင်နေတဲ့သူစုနေတာတွေ့ရမယ် ပြစီတခုဖြစ်သွားလို့ဒီကြာရင်ခဲတဲ့အဆိုင်ခဲတွေအမှုံမွားတွေလွင့်မြောနေတာရှိမယ်။စွိုင်းရှိတဲ့အရာတွေဥပမာဟိုက်ဒရိုဂျင်တွေဒီဟီလီယံဟီလီယံတွေပေါ့နော်။အဆိုင်ခဲပဲဖြစ်ဖြစ်အရေပဲဖြစ်ဖြစ်ဒီညောလွင့်နေမယ်ဒါမှမဟုတ်ဘသူ့အပက်စီနဲ့တူစုဝင်နေကြမယ်။စသဖြင့်ပေါ့ဒါတွေကဒီနောက်ချိန်မှာတိတ်တဲ့စုစီကျစ်လက်ပြီးတော့ဒီကြဲတခုဖြစ်ဖြစ်ဂျိုတခုဖြစ်ဖြစ်တော့ဟိုဝေးဖွာလာနိုင်တာပေါ့နော်။ဆိုတော့ဗီနာစီလာစပေးကသူကဒီကြဲတဲ့ဂျိုတွေမွေးဖွာနေရလို့လည်းသူကပြောလို့ရတယ်။ Interstellar Space တဲ့ဒီဒီရောက်နေတဲ့အာကာသယာဉ်တွေရှိလာဆိုတော့ရှိတယ်ကျွန်တော်တို့ NASA ကဒီ1989ခုနှစ်မှာဟိုလွတ်တင်ခဲ့တဲ့ Voyager 1နဲ့2ကဒီကိုဆိုလို့ရှိရင်ဒီ Interstellar Space ထဲရောက်နေပေါ့နော်